အိမ်မက်တီကကောက်အိမ်မက်တီကိုဖြောက်အဲဖြောက်ပြီးတော့ဒိုးဒိုးပြီးတော့လက်ကာလာမကိုဒိုးဦးသမီးနဲ့ပပင်းကျိုးအဖေတို့ဆိုတဲ့အဲ့တိုင်းပဲဇမင်းသားဇက်လောကတွေမှာမင်းသားမဖြစ်ခင်ကတည်းကအောက်ချေကားဆွဲရတယ်အဲစက်တင်ပေါ့နော်မီးဖလိုက်တွေအကုန်လုံးတင်ပြီးပြီးတော့မှစင်ပေါ်ရောက်လာပြီးမင်းသားတယောက်ဖြစ်တော့မှသာဝနာချုံနေဆိုင်အောင်မင်းရဲ့မီးဆိုပြီးဟောသားဆိုပြီးပြီးကြတာပေါ့နော်အဖိုးကိုယ်တိုင်ကသူ့သားသမီးလို့ပြောတာပေါ့နော်အဖေတို့ပြောတယ်အဖေတို့ဆိုလို့ရှိရင်အဖေဆိုခဏခဏပြောတယ်ငါဆိုလို့ရှိရင်ငါအဖေကဘာပြောလို့ဆိုတာကြတော့ ငါနာမည်နဲ့မင်းလို့မလို့စားနဲ့ကိုဘာသာကိုအရင်ကြိုးစားအခြေခိုင်မှနာမည်တလုံးရတော့မှသာငါနာမည်ငါဘသူ့ရဲ့မိပါဆိုအဲ့ဒါမှကိုယ့်ရဲ့အစွမ်းစားကိုတည်မှာတည်မယ်မောင်စင်ကဲမိဖုရားလောင်းမတ်ဖို့မေကိုလေးတော်ကွာကမခါစားပဲနဲ့စော်ရတယ်မင်းကဲတို့ဝနာကျုံရဲ့ဆေးရောင်မင်းရဲ့မြီဝနာကျုံရဲ့ဆေးရောင်မင်းရဲ့မြီဘသူရဲ့တူဘသူရဲ့သားဆိုပြီးတော့ပြောမယ်ဆိုရှင်တို့ရဲ့နာမည်ကုန်မှုတွေကြောင့်ကိုကထင်မော်ကြော်စားလူစိတ်တစ်ခုဝင်သွားတဲ့ခါကျတော့ရှင်စူးစမ်းခြင်းစိတ်ဆိုတာပျောက်သွားလိမ့်မယ်ပေါ့အဲ့တော့ကိုဘသားကိုအရင်စူးစမ်းပြီးတော့ဖူးဖူးဆုံးမှာကဲ ကျွန်တော်တို့ကကိုနေထူးနိုင် channel မှာပေါ့နော် channel 24ကနေပြီးတော့လူရေးပွဲလုပ်တယ်နှစ်လပိုင်း25ရက်နေမှာပေါ့နော် channel 24ကနေလူရေးပွဲလုပ်တယ်နေလေတိုင်းတမ်းမှာအတွက်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ပြိုင်ပွဲဝင်ပြီး casting မှာပေါ့နော်အရွေးခံရတဲ့လူ26ယောက်ပေါ့နော်ဒီဇလန်းတွေအတွက်အဲ့ဒီကနေပြီးတော့ပြိုင်ပြီးတော့တစ်စင်းပြီးတစ်စင်းအမ်ပထမတက်လာမှာအရွေးခံပြီးပထမတက်လာမှာဥထုတာနဲ့ကျွန်တော်တို့တေးဆောင်တင်တဲ့ကြရတယ်ပြီးတော့နောက်တက်လာမှာကျွန်တော်တို့ fighting ကိုရဝင်းကိုမင်းစော်လေးလို့နဲ့ပေါ့နော် ဖိုက်တန်တဲ့အခုကျတော့ဒါ JQuery production စတာပေါ့နော်ကျွန်တော်ကတော့ဇက်သပင်ဘက်ကတော့လုံးဝဆုံးလုပ်လိုက်တာမျိုးတော့မဟုတ်ပါဘူးအအခြေအနေနဲ့အခွင့်အခါတင်လို့ရှင်တော့အများအားလုံးနေမှာဇက်သပင်ဘက်မှာဒါလည်းအကိုအကိုလည်းကျွန်တော်ပြောထားတယ်ပေါ့နော်ကျွန်တော်ကျွန်တော်ပူပူဦးဆောင်မင်းရဲ့မိဖြစ်တဲ့ကြောင့်ဖိုးဖိုးရဲ့အမွေတော့စက်ခံရမယ်အဲ့ဒီတော့ကြောင့်ကျွန်တော်ဇက်သပင်ဘက်မှာတော့လုံးဝလေ့လာသွားမျိုးမဟုတ်ဘူးအခုဆိုတော့ JQuery ကျွန်တော်လုပ်တယ်ရိုက်ခွေးပြီးရခါကြလို့ရှိရင်ဇက်သပင်နယ်ပယ်ဘက်မှာကျွန်တော် selection နေဦးမှာပါ ဒါလုံးဝ네ပဲကူးပြောင်းသွားတာမဟုတ်ပါဘူးရုပ်ရှင်ဘက်မှာပဲရုပ်ရှင်အမြဲတမ်းကြိုက်တော့မယ်လို့လည်းမဟုတ်ပါဘူးဒါကကျွန်တော်တို့အနေနဲ့ကကြတော့ကိုယ်သက်ရွယ်နဲ့အတွေ့အကြုံလေးတွေယူရင်အဲ့ဒါကကြတော့ပညာပေါ့နော်ပညာရဲ့တစ်ခုအနေနဲ့လည်းကျွန်တော်ကသွားရတဲ့ပုံစံလေးတွေပေါ့နော်အဲ့လိုမျိုးဇက်သမင်ဘက်မှာတော့ရှိနေဦးမှာပါအဲအဖိုးအမွေဆက်လက်ထင်သိနေဦးမှာပါဗျာဟုတ်ကဲ့အဲ့ဒါဘာဖြစ်လို့ဆိုတော့ဖိုးဖိုးပြောခဲ့တဲ့ဇာတ်ကားတွေကြောင့်ပါပဲအဖိုးကကိုယ်တိုင်ပြောတယ်အဖိုးကိုယ်တိုင်က သူ့တာသမီတို့ပြောတာပေါ့နော်အဖေတို့ပြောတယ်အဖေတို့ဆိုလို့ရှိရင်အဖေဆိုခဏခဏပြောတယ်ငါဆိုလို့ရှိရင်ငါအဖေကဘာပြောလို့ဆိုတာကြတော့ငါနာမည်နဲ့မင်းတို့မလို့စားနဲ့ကိုပါသားကိုအရင်ကြိုးစားအခြေခိုင်မှနာမည်တလုံးရတော့မှသာငါနာမည်ငါဘသူရဲ့နီးပါဆိုအဲ့ဒါမှကိုရဲ့အစွမ်းစားကိုတီးမှာမဟုတ်လို့ရှိရင်နာမည်ကြီးနာမည်ကိုယူလို့ဥမထားပါဆိုဝန်ထမ်းချုပ်ရဲ့ဆိုင်အောင်မင်းရဲ့မိဝန်ထမ်းချုပ်ရဲ့ဆိုင်အောင်မင်းရဲ့မိဘသူရဲ့တူဘသူရဲ့တားဆိုပြီးတော့ပြောမယ်ဆိုရှင်တို့ရဲ့နာမည်ကုန်မှုတွေကြောင့်ကိုကထင်မကျော်စားလူစိတ်တစ်ခုဝင်သွားတဲ့ခါကျတော့ရှင်ကြိုးစားခြင်းစိတ်ဆိုတာပျောက်သွားလိမ့်မယ်ပေါ့အဲ့တော့ကိုပါသားကိုအရင်ကြိုးစားပါဆိုဖူးဖူးဆုံးပါခဲ့ ဖေတို့တွေဆုံးမခဲ့တာပေါ့အဖေတို့ဆိုတဲ့အဲ့တိုင်းပဲဇမင်းသားဇက်လောကတွေမှာမင်းသားမဖြစ်ခင်ကတည်းကအောက်ခြေကားဆွဲရတယ်အဲစက်တင်ပေါ့နော်မီးဖလိုက်တွေအကုန်လုံးတင်ပြီးပြီးတော့မှစင်ပေါ်ရောက်လာပြီးမင်းသားတယောက်ဖြစ်တော့မှသာဝနာချုံနေဆိုင်အောင်မင်းရဲ့မီးဆိုပြီးဟောသားဆိုပြီးပြီးကြတာပေါ့နော်ကျွန်တော်ဆိုတဲ့အဲ့တိုင်းပဲဆက်စားချင်းကျွန်တော်တပင်လောကတွေဝင်လာတော့ကဝနာချုံနေဆိုင်အောင်မင်းရဲ့မီးမှဘယ်သူမှမသိကြဘူးကျွန်တော်တပင်စတားကိုဝင်ပြိုင်တော့တော့မှသာဝနာချုံနေဆိုင်အောင်မင်းရဲ့မီးဆိုတော့ နာမည်သိတာပေါ့ဆိုတော့တပင်စားဆိုတော့ကတပင်အတွင်အတိုင်းဝိုင်းပဲဆိုတော့ကျွန်တော်ကြာသိကြတယ်လေအဲဒါကြတော့အဲ့ကြမှာလာကျွန်တော်ကဟုတ်ပါဘူးဖူးဖူးရဲ့မြီးဆိုကျွန်တော်ပြောအစကျွန်တော်နားချော်တင်ဆောင်မင်းရဲ့မြီးဆိုနာမည်မတက်ထားဘူးနော်အခုလေလေးလေးရုပ်နဲ့တော့အဆက်တော်ရှိတယ်မပြောဖြစ်တာဆိုဒီအင်တာဗျူးမှာလည်းမပြောဘူးမေးတချို့တစ်ခါကျတော့ရှင်လေကျွန်တော်အကြောင်းပဲမေးကြတာများတယ်ပေါ့နော်ဘာလို့နေလဲပွက်ကနေပြီလားပြောတာမသိကြအဲဥစားမေးတယ်တချို့ဆိုရင်မေးတယ်လေးလေးအောင်ကိုဝင်းတို့လေးလေးအောင်ကိုမင်းအန်ဒီစီစီစိန်ပေါ့နော်အဲ့လိုမျိုးတွေမေးကြတယ်မေးချင်ခံတော့ပြောဖြစ်ပါတယ်အခုလေ ဖုန်းကတော့ဆက်ဖြစ်တယ်မနေ့ကဆိုလို့ရှိရင်လည်းဖုန်းပြောဖြစ်တယ်ပေါ့နော်လေးလေးလက်တူချင်းပေါ့နော်အာဘာလို့နေလဲပေါ့နော်ရိုက်မယ်ဆိုတော့မကတော့ဘူးလားမဟုတ်ဘူးလို့မကတော့မဟုတ်ကမှလေးလေးကမှအားလို့ဒါတို့ဖူဖူဇက်ထုတ်တွေလည်းဒါကျွန်တော်စဉ်းစားထားတယ်ပေါ့နော်ဒါပေမဲ့အခုကကျတော့ဒီဘက်လေးကိုနည်းနည်းအချိန်ပေးရမှာဖြစ်တယ်ကျွန်တော်ဒီဘက်ကိုအာရုံစိုက်ထားတာပါဆိုတော့ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးကျွန်တော်ပွဲသိမ့်မကပြဘူးကျွန်တော်၃ပွဲလား၄ပွဲလားပဲကပြတယ်ကျွန်တော်ပြီးအခုပွဲရပြီမှာပေါ့နော် တချို့ဟာလေးပဲလုပ်ဖြစ်တယ်ပွဲမကပြီဆိုသူကဖုန်းဆက်မိတာမနေ့ကမကတော့ဘူးဒါလုံးနေမဟုတ်ကျွန်တော်ကောက်ပါပါလေးလေးဟုတ်